သက်ရှင်တဲ့နှုတ်ကပတ်တရားတော်ကိုစိတ်နှလုံးပြင်ဆင်ပြီးမှသေချာလေးခံယူကြရအောင်ဆိုတော့ဒီကနေ့အားလုံးနဲ့ဝင်ကားခြင်းနဲ့ပထမအဦးဆုံးသခွန်လေးကတော့အခက်ခဲဟာတခါတလေကြရင်ဘုရားသခင်ကကျွန်တော်တို့ကိုလမ်းမမအောင် ဆုံးမနေတာဖြစ်ပါတယ်။ဗါတယ်လေအခက်ခဲဟာတခါတလေဘုရားသခင်ကသူ့သားသမီးတွေကိုလမ်းမနေလို့လမ်းမမအောင် ဆုံးမနေခြင်းဖြစ်ပါတယ်။မှတ်ထားပါနော်မှတ်ထားပါနော်။ကျွန်တော်ကြမ်းချက်လေးတစ်ပိုက်ဖတ်ပေးမယ်နော်။ ဖေပြေဩဝါဒစာခန်းကြီး7အငယ်9ကနေ7 9ကနေ7နည်းနည်းလေးတော့ရှင်းမယ်နော်ဖေပြေခန်းကြီး7အငယ်9ကနေ7ထိုမတဘာငါသာထောက်ရဖျားဆုံးမတော်မူခြင်းကိုမမက်ပဲမနေနဲ့တင်းအပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြည့်နဲ့ထောက်ရဖျားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတိုက်လက်ခံတော်မူသည်မတော်သားတို့ကိုဒဏ်ခတ်တော်မူတိုက်ဟုသူငယ်တို့ကိုဆိုတကယ်တို့တင်းတို့ကိုပြောဆိုတော့ဩဝါဒစကားကိုမေ့ရော့ကြသလော တင်တို့ဒီဆုံးမတော်မူခြင်းကိုခံလင်သားတို့ကိုပြုတကယ်တို့ဖရာသခင်ဒီတင်တို့ကိုပြုတော်မူ၏အကြောင်းမူကားအဘမဆုံးမတော်သားတဆုံတယောက်ရှိသလောသားအပေါင်းတို့ဒီခံတတ်တော်ဆုံးမခြင်းကိုတင်တို့ဒီမခံဘဲနေလင်သားရင်းမဟုတ်မင်းဦးမွေးလင်ရတော်သားဖြစ်ကြ၏တနည်းကားကိုကာယနဲ့ဆက်ဆိုင်သောအဘတို့လက်ဖြင့်ငါတို့ဒီဆုံးမခြင်းကိုခံရတော်အခါသူတို့ကိုယူတည်ကြ၏ထိုမြောက်မကား စိတ်ဝိညာဉ်တို့ဤအဘအလိုတို့လိုက်၍အသက်ချမ်းသာရကြမည်မဟုတ်လောအကြောင်းမူကားထိုအဘတို့သည်မိမိအလိုတို့လိုက်၍တခဏတာဆုံးမပေးကြ၏ကိုတော်မူကားမိမိတန့်ရှင်းပါရမီတော်ကိုငါတို့သည်ဆက်ဆံစေခြင်းကငါတို့အကျိုးကိုထောက်၍သာဆုံးမပေးတော်မူ၏ဆုံးမခြင်းမိသည်ကခံရစဉ်ခါဝမ်းမြောက်เสียမထင်ဝမ်းနည်းเสียထင်တဲ့တို့တော်လေဆုံးမခြင်းကိုခံရတော့သူတို့ဒီနောက်မှငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တော့ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏ချက်တော်ညီကိုမောင်မားတို့အခုဖတ်သွားတဲ့ကျမ်းချက်ကအင်မတန်ခွာရစေမယ့်ကျမ်းချက်လို့ပဲယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့တခါတလေအခက်ခဲတွေကြုံလာတဲ့အခါမှာကျွန်တော်တို့လမ်းမားနေလို့ဘုရားသခင်ကတုတ်လေးနဲ့ရိုက်တာဖြစ်တယ်။ Okay နော် Okay နော် အားလုံးကိုပြောလို့တော့မဟုတ်ဘူး။ကျွန်တော်တို့အခက်ခဲပြဿနာကြုံလာတဲ့အခါမှာဖြစ်နိုင်ခြေတွေအများကြီးပြောပြပြီးအပေါ်မှာတမာကျမ်းစာအဖြစ်ပေါ့နော်။တယောက်နဲ့တယောက်ခံအတ္တတာထဲမှာအခက်ခဲပြဿနာခံနေရတာမတူဘူး။ဒါပေမဲ့အခုပြောနေတာကကြတော့ ကျွန်တော်အသက်တာထဲမှာကျွန်တော်မားတွားလို့โอเคကျွန်တော်တို့အပြစ်လုပ်ခဲ့လို့ကျွန်တော်ဖះစားဖះစကားနားမထောင်ဘဲနဲ့အပြစ်လုပ်မိလို့ဖះကကျွန်တော်တို့ကိုတုပ်လေးနဲ့ဆုံးမတဲ့အခါမှာကျွန်တော်နာတယ်အဲ့ဒီနာခြင်းကအခက်ခဲပဲဟုတ်ပြီနော်အဲ့ဒီနာခြင်းကအခက်ခဲပဲအာတအားခက်ခဲတယ်တော်တော်လေးအပြစ်ဒဏ်ခံရတယ်ဒဏ်ခတ်ခြင်းခံရတာချစ်တော်ညီကိုမောင်မတော်တို့ကျွန်တော်ပြောပြမယ်နော် ယုံကြည်သူတွေအပြစ်လုပ်မိတဲ့အခါယုံကြည်သူတွေမကောင်းတာလုပ်မိတဲ့အခါယုံကြည်သူတွေဖျားစကားနားမထောင်တဲ့အခါမှာဘုရားသခင်ကနင်လုတ်ခဲ့တဲ့ဟာတွေအကုန်လုံးကဒီမှာမှတ်ထားတယ်။နင်တေတဲ့အခါမှာကောင်းကင်နိုင်ငံရောက်မှနင်ခံရမယ်လို့လုံးဝလုံးဝမရှိပါဘူး။တစ်ခါပြောမယ်နော်တစ်ခါပြောမယ်နော်ဒီဘဝမှာကျွန်တော်တို့လုတ်ခဲ့တဲ့ဟာတွေကောင်းကင်နိုင်ငံမှာရောက်မှခံရမယ်ဆိုတာလုံးဝလုံးဝမရှိပါဘူးကျမ်းစာထဲမှာဒီဘဝလုတ်ခဲ့မဲ့အပြစ်တွေကိုဘုရားသခင်ကဒီဘဝမှာပဲကျွန်တော်တို့ဆုံးမမှာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာဖယားသားသမီးဖြစ်တယ်ဟာလေလုယာဖယားသားသမီးဖြစ်တဲ့အတွက်စကားနားမထောင်တဲ့အခါမှာအခုပဲချက်ချင်းဆုံးမမှာဖြစ်တယ်အခုချက်ချင်းဆုံးမမှာဒီဘဝမှာဆုံးမမယ်ဘာကြောင့်ကောင်းကင်နိုင်ငံမှာတွားပြီးမှခံစရာမလိုတော့တာလဲဆိုတော့ကျွန်တော်ရှင်းရှင်းလေးပြောပါမယ်ကောင်းကင်နိုင်ငံရောက်သွားတဲ့အခါမှာကျွန်တော်တို့စီရင်ချင်းကိုတော့ခံရမယ်ဒါပေမဲ့အပြစ်ဒဏ်ပေးခြင်းကိုလုံးဝလုံးဝမခံရတော့ပါဘူးအာမင်အာမင်ပါ ချစ်တော်ညီကိုမတော်မတို့ကျွန်တော်တို့လောကမှာဘလောက်ပဲမားခဲမားခဲဖယားသခင်ကလောကမှာကျွန်တော်တို့အသက်ရှင်နေတုန်းမှာကျွန်တော်တို့ကေတင်ချင်းရထားတဲ့သူမန်တယ်ဆိုရင်ကျွန်တော်တို့လောကမှာနေတုန်းပဲဆုံးမမှာဖြစ်ပါတယ်။ကောင်းကင်နိုင်ငံရောက်သွားပြီးတော့မှစီရင်ပြီးတော့မှကောင်းကင်နိုင်ငံတလောက်ကောင်းစားတဲ့နေရာဝင်စားရင်မှကျွန်တော်တို့နာကျင်ခံစားခြင်းလုံးဝလုံးဝပေးတော့မှာမဟုတ်ပါဘူး။မှတ်ထားပါ။ဒါကြောင့်နောက်တစ်ချိန်မှာစီရင်ချင်းရှိပဲယုံကြည်သူတွေကိုလည်းစီရင်မယ်မန်တယ် ဒါပေမဲ့ဒံကိုမခတ်တော့ပါဘူးဒံမခတ်ပါဘူးဒံခတ်ခြင်းကဒီဘဝမှာပဲခံရမယ်ချက်တော်ညီကိုမောင်တော်တို့ဒီဘဝမှာပဲခံရမယ်ဆိုတာကလည်းကျွန်တော်တို့ကိုကောင်းစေခြင်းလို့ဆုံးမတာဖြစ်တယ်အခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းချက်ကနည်းနည်းရှည်တယ်ရှည်တယ်ဆိုပေမဲ့လည်းတော်တော်လေးရှင်းတယ်နော်ငါသားရဲထောရဖျားဆုံးမတော်မူခြင်းကိုမမက်ပဲမနေနဲ့တဲ့ထောရဖျားဆုံးမတာဆုံးမတာဆုံးမတယ်လို့ပြောလိုက်တဲ့အခါမှာကိုကသူ့ကိုမမကောင်းစေခြင်းပဲနဲ့လှုပ်တာလား တို့မို့ကောင်းစီခြင်းလို့လှုပ်တာလားဆုံးမတယ်ဆိုတဲ့စကလုံးကကောင်းစီခြင်းလို့ရိုက်တယ်ကောင်းစီခြင်းလို့တန်ခတ်တယ်ကောင်းစီခြင်းလို့လှုပ်ပေးတယ်ဆိုတဲ့နေရာမှာပဲတုံးလို့ရတာလေဟုတ်တယ်နော်ဒါကြောင့်ကျင်းစာမှာဘယ်လိုပြောလဲဆိုတင်းရဲ့ပြစ်ကိုစစ်ဆေးတော်မူတော့အခါစိတ်မပြတ်နဲ့တဲ့ဘုရားသခင်ကဘလိုင်းဆုံးမတာလားလူတယောက်ကိုကျွန်တော်တို့ခရိယန်သားသမီးကိုဘုရားသခင်ကနေထိုင်နေတုံးနဲ့ရိုက်တာလားမဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်တို့အပြစ်ကိုစစ်ဆေးတဲ့အခါမှာတဲ့ကျွန်တော်တို့အပြစ်လုပ်တဲ့အခါမှာကျွန်တော်တို့ကိုဘာဖြစ်လဲစုံမတက်တယ်လမ်းမှန်ကို ပြတတ်တယ်လမ်းမမအောင်လမ်းမမအောင်ဆိုတော့ကျင်းကထဲမှာဆက်ပြီးဘလို့ပြောလဲထရောဖျားကြီးချစ်တော်မူတော့သူကိုဆုံးမတော်မူတတ်၏လက်ခံတော်မူသည်မရတော့သားတို့ကိုဒဏ်ခတ်တော်မူတတ်၏တဲ့အမြဲတမ်းမှတ်ထားပါနှလုံးသွင်းထားပါကျွန်တော်တို့အပြစ်လုပ်လိုက်လို့ဘုရားသခင်ကဘာမှမဆုံးမဘူးအတ္တတာထဲမှာအေးအေးဆေးဆေးနေနေရတယ်ဆိုရင်တေးချတဲ့တင်ဒီစစ်မှန်တဲ့ခရိယာမဟုတ်တော့ဘူးဘုရားသခင်ရဲ့ဆုံးမခြင်းကိုမခံရအောင်တင်အပြစ်လုပ်လိုက်လို့တင်ကကောင်းစားနေတယ်တင်အပြစ်လုပ်လိုက်လို့တင် တအားပျော်နေတယ်ကောင်းစားနေတယ်ဆိုရင်တေချာတယ်တင်းဒီစစ်မှန်တဲ့ခရိယဘုရားသားသမီးမဟုတ်တော့ဘူးဘုရားသားသမီးမဟုတ်တဲ့သူကိုကြတော့ကောင်းကင်နိုင်ငံရောက်စီရင်တဲ့အခါမှာအဲ့ဒီအချိန်မှာဒဏ်ခတ်မှာလေဒဏ်ခတ်မှာဟုတ်ပြီနော်ဒါကိုရှင်းအောင်နားလည်ဖို့လိုတယ်ဘုရားသားသမီးတွေကိုကြတော့ဒီဘဝမှာပဲဒဏ်ခတ်တာဘာကြောင့်လဲသူတို့ကစစ်မှန်တဲ့ဘုရားသားသမီးခရိယနေဖြစ်တယ်ဒါကြောင့်ကောင်းကင်နိုင်ငံဝင်တဲ့အခါမှာစီရင်ပေမဲ့လည်းဒဏ်မခတ်တော့ဘူးဒီဘဝမှာပဲဒဏ်ခတ်မှာအဲ့မဲ့ဆန့်ကျင်ဘက်အနေနဲ့ပြောမယ်ဆိုရင်ဘုရားသားသမီးမဟုတ်တဲ့သူတွေခရိယမဟုတ်တဲ့သူတွေကို သူတို့လှုပ်ထားတဲ့အရာတွေအားလုံးအားလုံးကိုဘုရားနိခေတ်ကမှတ်ပြီးသားမှတ်ထားပြီးတော့မှတချိန်ကြာလို့ရှင်ဘာဖြစ်လဲစီရင်တော်မူမယ်ဒဏ်ခတ်မယ်ဒဏ်ခတ်မယ်သူတို့ကိုကျတော့အဲ့ဒီချိန်မှာဒဏ်ခတ်မှာโอเคနော်ဒါကြောင့်ဘုရားနိခေတ်ကိုမယုံကြည်တဲ့လူဆိုးတွေတကယ်ဟိုပါလေအာအပြက်ကြီးကြီးမားမားလုပ်နေတဲ့သူကိုဘုရားသခင်ကအခုအခုဘာကြောင့်အမြင့်ပြက်တမ်းမခတ်လိုက်တာလဲဆိုတော့မှစဉ်းစားတတ်တယ်။ကျမ်းစာထဲမှာကျွန်တော်တို့ နားလည်ရတလောကတော့ဘုရားသခင်ကအခုတန်မခတ်တာမဟုတ်တခါတလေအခုမှအခုတန်ခတ်တာလည်းရှိတော့ရှိပါတယ်သူတို့ဒါပေမဲ့များတော့အဖြစ်တော့တမန်လုံးမှာသူတို့တခါတဲ့တန်ခတ်ဖို့ရန်အတွက်ရေးပြီးသားတတ်မှတ်ပြီးသားမို့လို့ဖြစ်ပါတယ်ဒါလောက်ဆိုနားလည်မယ်နားလည်မယ်လို့ယုံကြည်တယ်ဒါကြောင့်ခရိယန်တွေထဲမှာလေအပြစ်လုပ်ပြီးတော့မှဘုရားသခင်ကတန်မခတ်ဘူးဘုရားသခင်တန်ခတ်တာကိုမခံရဘူးအပြစ်လို့ပြီးတော့မှပျော်ပျော်လေးနေနေရတယ်ဆိုရင်တတိထားတတိထားတင်းဒီဘုရားသခင်ရဲ့စစ်မှန်တဲ့သားသမီးမဟုတ်တော့ဘူး တင်ကေတင်ချင်းမရထားဘူးလို့တော့ပြောလို့ရတယ်ချစ်တော်ညီကိုမောင်မတော်တတိထားနော်ဘာကြောင့်လဲဆိုဖယားသခင်ကချစ်တော်မူတော့သူကိုဆုံးမတယ်တဲ့လက်ခံတော်လက်ခံတော်မူသည်မတော့တားတို့ကိုတန်ခတ်တယ်တဲ့လက်ခံတဲ့သူတွေလေအပစ်လုံးမိလို့ရှိရင်စကားနာမထောင်ပဲနည်းနည်းလမ်းလွဲတော့ရင်ဖယားသခင်ကတက်မဲ့ပေးတယ်တဲ့အဲ့ဒီတက်မဲ့ပေးတဲ့အခါမှာအခက်အခဲပြဿနာတွေကြုံလာပြီးမှကျွန်တော်တက်တာထဲမှာနာကျင်ခံစားရတယ်ဖယားသခင်စကားပြောတယ်အဲ့ဒါနဲ့ 那老说人阿龙拿来买了用几的咯，是不、mm？电脑个扫码都没见过看的，打那个表的街道不一样的给你，电脑个表罗没意的。啊，看那表表表不一样的给你打里面表嘞，啊对焦，打街道他肯定要个扫码的咯，扫码的嘞。今天黑嘛来星星里面表他的，啊爸没扫码咯，打的时候都要洗的了的，打帮助你看得到扫码经过电脑里没看买那点打印没好，新人咯，新人咯，你跟你进到咯。 ်ဖခင်လုပ်တဲ့သူတွေရှိလား group ထဲမှာတရားသေတနာနားထောင်နေတဲ့သူတွေထဲမှာဖခင်လုပ်တဲ့သူရှိလားဖခင်လုပ်တဲ့သူတွေကိုသားသမီးတွေကိုမဆုံးမပဲနေခဲ့တဲ့သူရှိလားကျွန်တော်ထင်တယ်ရှိမှာမဟုတ်ဘူးဖခင်လှုပ်တဲ့သူတွေတာသမီးကိုမိခင်လှုပ်တဲ့သူတွေတာသမီးကိုဆုံးမမှာပဲကိုတာသမီးကိုဆုံးမမှာပဲသူလမ်းမှန်ရောက်ပါလေတာသမီးကမားခဲ့တယ်ခိုးခဲ့တယ်မဟုတ်တာတွေလှုပ်ခဲ့တယ်စဲလာတယ်ဆိုရင်စစ်မှန်တဲ့ခရိယမိဘတွေကတော့ ရိုက်မှာပဲเนาะโอเคသူနာအောင်တော့မဟုတ်ဘူးပေါ့เนาะဆုံးမမှာပဲမရိုက်ရင်လည်းတချို့နေရာတော့ဆုံးမကြမှာပဲဘလို့ပဲဖြစ်ဖြစ်အဲချိန်လုံးနဲ့ဖြစ်တော့လကောင်းဘာဖြစ်တော့လကောင်းသူ့နီးသူ့ဟန်နေတော့ဆုံးမကြတယ်မဆုံးမတဲ့မိဘတွေတော့မရှိဘူးခရိယံယုံကြည်သူမိဘတွေကိုပြောတာဆိုတော့အဘလောကမှာနေတဲ့မိခင်ဖခင်တွေတော့မှကိုသားသမီးမကောင်းတာ လုံးမရင်ဆုံးမတတ်တယ်ဆိုရင်တဲ့ဖခင်သခင်ကတော့မဆုံးမတတ်ဘူးလားတဲ့ နောက်ပြီးတော့မှကျန်းစာတိုင်းမှာဘလို့တာရကပေးထားလဲဆိုကိုတာသမီးအရင်မဟုတ်တဲ့သူတော့သွားဆုံးမလို့မရဘူးလေတဲ့မှန်ပါတယ်အင်မတန်မှန်တယ်နော်ကျွန်တော်တို့ကိုတာသမီးတွေကိုမားလို့ရှင်ဆုံးမတယ်သူများတာသမီးမားလို့ရှင်သုံးနဲ့တော့ရိုက်လို့ရလားဟဲ့နေမပြီးဟဲ့ဆိုမှဆုံးမလို့ရလားမရဘူးလေဘာကြောင့်လဲတာအရင်မဟုတ်ဘူးသူတို့ကတာအရင်မဟုတ်ဘူးကိုရဲ့တာအရင်တွေကိုကိုကဆုံးမရတယ်ကိုရဲ့တာအရင်တွေကလည်းကိုကိုနားထောင်တယ်ဘာကြောင့်လဲကိုရဲ့အဖေကိုကသူ့ရဲ့အဖေမေလေမိဘအုပ်ထင်းသူလေး ဆိုတော့ဘုရားသခင်လည်းဒီတိုင်းပဲတဲ့ယုတ်သူ့ကိုယုံကြည်တဲ့သူလက်ခံတဲ့သူခရိယံယုံကြည်သူတိုင်းကိုသူကဆုံးမတယ်တကယ်လို့ကေတင်ချင်းရတာလေသူမန်တယ်ဆိုရင်ပေါ့လေသူကဆုံးမတယ်ဒါပေမဲ့မဟုတ်တဲ့သူကိုသူကသဆုံးမမှာမဟုတ်ဘာကြောင့်လဲဆိုတော့တစ်ချိန်ကျရင်ဆုံးမဖို့ရန်အတွက်စီရင်ချက်ချပြီးသားပဲဖြစ်တယ်သူတို့ကိုကြတော့ဒါလောက်ဆိုတော့နားလည်မယ်ထင်တယ်နော်ဆိုတော့အာဘာကြောင့်ဆုံးမတာလဲတဲ့အောက်ဆုံးမှာကျွန်တော်ပြောထားတာ ကိုတော်မူကားတဲ့မိမိတန်ရှင်းခြင်းပါရမီတော်ကိုငါတို့ဒီဆက်ဆံစီခြင်းကားတဲ့ငါတို့အကျိုးကိုထောက်၍ဆုံးမပေးတော်မူ၏ဗါရလေငါတို့အကျိုးကိုထောက်၍ဆုံးမပေးတော်မူ၏ဘုရားသခင်ဆုံးမတယ်ဆိုတဲ့အခါမှာလေဘုရားသခင်ကကျွန်တော်တို့ကိုနောင်တရဖို့ဖြစ်အဆုံးမတာဖြစ်တယ်ဘုရားသခင်ကကျွန်တော်ကိုကောင်းစေဖို့ဖြစ်တာဖြစ်တယ်ကျွန်တော်လမ်းမနေတယ်ဟဲ့လမ်းမနေတယ်ဟဲ့ဆိုရင်တက်မှတ်ပေးတယ်တခါတလေအမှုတော်ဆောင်အားဖြင့်တင့်ကိုပါဖြစ်လေစကားပြောတယ် တရားသေးသနာနားထောင်နေတဲ့အခါမှာတင့်အမားကိုတဲ့တို့ထောက်ပြတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေကတင်ပါလုံနေရလဲမသိဘူးတော့မသိဘူးဘုရားသခင်ကအမှုတော်ဆောင်ရဲ့ဗဇက်အားဖြင့်တင့်ရဲ့အပြစ်ကိုထောက်ပြတယ်ပေါ်လွင်စေတယ်တင့်ကိုတို့ထိစေတယ်တင့်ကိုတဲ့တဲ့ထိစေတယ်အဲ့ဒီခါမှာတင်အောင်တရားရမယ်အမြန်ရပါမရလို့ရှိရင်ပါဖြစ်လေဘုရားသခင်ကအခက်ခဲပြဿနာတွေနဲ့ဒုက္ခတွေနဲ့တင့်ကိုရိုက်လိုက်မယ်ဒုက္ခလေးရိုက်လိုက်မယ်နာတယ်နော်ဘုရားသခင်ရိုက်တဲ့ခါမှာနာတယ်တတိထားပါ ။ဘာကြောင့်လဲဆိုတော့တင့်ကိုအကျိုးဖြစ်စေဖို့ရန်အတွက်ဆုံးမတာဖြစ်တယ်။တင်မာနေတဲ့အခါမှာအမျိုးမျိုးဘုရားသခင်ကတင့်ကိုတတိပေးတယ်။တတိပေးတဲ့အခါမှာတော့မှတင်ကနားမထောင်ဘူးဆိုရင်တင့်ကိုရိုက်တော့မယ်။ရိုက်တဲ့အခါမှာအဲ့ဒီအခက်အခဲပြဿနာတွေကတင်ကြုံလာရလိမ့်မယ်။နာကျင်တယ်ပေါ့လေနော်။နာကျင်ချင်းအခက်အခဲပြဿနာတင်ကြုံလာရလိမ့်မယ်။ဘုရားသခင်ကတင့်ကိုအဲ့ဒီအခက်အခဲပြဿနာပေးတာအားလေတင့်ကိုမချစ်တော့လို့မဟုတ်ဘူး။တင့်ကိုချစ်လို့ကတင့်ကိုဆုံးမနေတာ။ဒါတော့ဆိုနားလဲမယ်နော်။ ဆိုတော့ဆုံးမချင်းမီဒီကခံရစင်ခါဝမ်းမြောက်စရာမထင်တဲ့မှန်ပါတယ်တခါတလေကျွန်တော်ကိုယ်တိုင်ကအဲ့လိုဆုံးမခံရတဲ့အခါမှာကျွန်တော်နာကျင်တယ်ဟာဘုရားသခင်ဘယ်ဝမ်းမြောက်မလဲဒါလောက်ပြဿနာနဲ့ကြုံနေရတာဟုတ်တယ်နော်ဒါပေမဲ့တမန်ချန်းစာကိုနားလေသွားတဲ့အခါမှာတော့စိတ်ထဲမှာနစ်သိမ့်ခြင်းခွင့်ကိုရတယ်အာမင်ဘာကြောင့်လဲဆိုတော့တခါတလေကိုမားတာကိုဘုရားသခင်ပေါ်ပြတဲ့အခါမှာအော်ငါမားခဲ့လို့ဘုရားသခင်ကအောင်ဆုံးမတာပဲဒါဘုရားကအောင်ချစ်လို့ပါအဲ့လိုခံယူတယ်နောင်တရတယ်ပြောင်းလဲတယ်အဲ့လိုဆိုရင်ဘုရားသခင်က ဝဲခေါင်ပဲဘုရားသခင်ကကျွန်တော်တို့ကြိုးဆိုနေတယ်အာမင်ဒါကြောင့်ဝမ်းနေစရာအဲ့ဒီပါလေအခက်ခဲပြဿနာကြုံလာတဲ့အခါမှာတဲ့ဘုရားသခင်ဆုံးမတယ်ဆိုပေမဲ့ဝမ်းနေစရာလို့ထင်တတ်တယ်တဲ့ဒါတို့တော်လေတဲ့ဆုံးမခြင်းကို ခံရတော့သူတို့ဒီနောက်မှငြိမ်သက်ခြင်းနဲ့ဆက်ဆံတော့ဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏ဟာလေလုယာဟာလေလုယာဆုံးမခြင်းပြီးတော့ပြီးတော့မှနောင်တရတဲ့သူဟာဖြောင့်မတ်ခြင်းအကျိုးကိုခံစားရမယ်တဲ့ ဒါကြောင့်ချက်တော်ညီကိုမှာတို့ကျွန်တော်နည်းနည်းလေး application ကျွန်တော်နည်းနည်းလေးအသက်တာမှာဘယ်လိုအသုံးပြုမလဲတခွန်းလေးရှင်းပြမယ်အခုနေကျွန်တော်တို့အသက်တာထဲမှာစဉ်းစားကြည့်ဘာအခက်ခဲကြုံနေရတာလဲဘာပြဿနာကြုံနေရတာလဲခါတီးချင်းတွေဘယ်လောက်ကြုံနေရလဲကျွန်တော်အသက်တာထဲမှာအဲ့ဒီဟာကိုသုံးသပ်ပါသုံးသပ်ပါအခက်ခဲပြဿနာတိုင်းကဘုရားသခင်ကကျွန်တော်တို့ဆုံးမတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးဒါပေမဲ့တချို့တချို့တော့အခက်ခဲပြဿနာတွေကကျွန်တော်တို့မားခဲလို့ဘုရားသခင်ကျွန်တော်တို့ဆုံးမနေတာ ရှိတယ်ရှိတယ်မရှိတော့မဟုတ်အဲ့ဒါ၄ရှိတယ်တချို့တော့အရာတွေကဒါကြောင့်ကျွန်တော်နဲ့ဘုရားသခင်သာတည်တယ်ကျွန်တော်ကဘုရားသခင်ကိုငါကဘုရားသခင်ကိုဘယ်လိုပြမားခဲ့တယ်လဲဘုရားစကားငါနားမထောင်ဘဲနဲ့ဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့သိပါတယ်ဥပမာဘုရားသခင်ကတမန်ကျမ်းစာထဲမှာသူ့ဥစ္စာကိုမခိုးနဲ့ဆိုတဲ့ဟာကိုတတ်မှတ်ထားခဲ့ပေမဲ့လည်းကျွန်တော်တို့ကခိုးလိုက်လို့ကျွန်တော်တို့အမှုရင်ဆိုင်နေရတယ်ထောင်ထဲမှာရောက်နေရတယ်ဆိုရင်ကျွန်တော်တို့နောင်တရရရမယ်ဒါဒီဘုရားသခင်ကျွန်တော်တို့ဆုံးမနေတာ ယုံကြည်သူစစ်မှန်တဲ့ယုံကြည်သူတွေလည်းဒီလိုလုံမိတတ်တယ်မလုံမိတတ်တာမဟုတ်ဘူးငွေကိုတတ်မှတ်ပြီးတော့မှအဲ့ဒီလိုမျိုးပါဝင်သွားတတ်တယ်မကောင်းမှုထဲမှာကိုကတော့ကိုယ်တိုင်တော့မခိုးဘောဒါပေမဲ့မကောင်းမှုထဲမှာငွေကြေးအဖြစ် share တွေပါဝင်မိတတ်တယ်အဲ့လိုပါဝင်မိတတ်တဲ့ခါမှာဘုရားသခင်ကဘာဖြစ်လဲဆုံးမလာဥမာမိုးရီစေဝါမှာ share ပါဝင်လိုက်တယ်ဆိုပါစို့ဘုရားသခင်ကကျွန်တော်တို့ကိုအဖမ်းခံစေတယ်အဖမ်းခံစေမှ ထောင်ထဲမှာရောက်သွားစေတယ်ဒါဘုရားသခင်တင့်ကိုဆုံးမတာပဲအခွင့်အရေးပေးနေတာလေဘုရားသခင်တင့်ကိုနောင်တရဖို့လေဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်ခွန်အားပေးချင်တာကအခုနားထောင်နေတဲ့တရားစီတော်နားထောင်နေတဲ့ချစ်တော်ညီကိုမော်မတွေအခက်ခဲပြဿနာကြုံလာတဲ့အခါမှာစင်ချင်ရမယ့်အရာတစ်ခုကငါဘာအပြစ်လုပ်ခဲ့လုံမိခဲ့တယ်လေငါဘာမားခဲ့တယ်လေဘုရားစကားကိုငါနားမထောင်ပဲဘာတွေလုပ်ခဲ့တယ်လေဆိုတဲ့ဟာကိုစင်ချင်ပါတကယ်တင်မားခဲ့တာရှိခဲ့တယ်ဆိုရင်ဘုရားရှိမှဝန်ချပါ နောင်သားရပါတင်းကိုတိုင်းတယောက်တည်းဝင်ချလို့အားမရသေးဘူးဆိုရင်ဆရာကိုလာရှာပါကျွန်တော်လာရှာပါကျွန်တော်ရှူတောင်းပေးပါမယ်ဝင်ချတောင်းပန်တဲ့ရှူတောင်းခြင်းလုပ်ပေးပါမယ်ဆိုတော့ဒါပထမတစ်ချက်ပါအခက်ခဲပြဿနာဟာတင်းကိုလမ်းမမအောင်ဘုရားသခင်ဆုံးမခြင်းဖြစ်နိုင်ပါတယ်ဖြစ်နေတတ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီတစ်ချက်ကိုနှလုံးသွင်းပါအခက်ခဲပြဿနာဟာတင့်ကိုလမ်းမမအောင်ဘုရားသခင်ရဲ့ဆုံးမခြင်းဖြစ်နေတတ်တယ်ဆိုတဲ့အရာကိုနှလုံးသွင်းပါ ဒါပထမပထမချက်ဒီနေ့ပြောမယ့်ပထမချက်ဒီဒီနေ့ပြောမယ့်ဒုတိယချက်ကိုကြည့်အောင်ဒီနေ့ပြောမယ့်ဒုတိယချက်ကအခက်ခဲပြဿနာတွေဟာကျွန်တော်တို့ကို ထော်ရအရာကိုအဓိကထားစီဖို့ဖြစ်ပါတယ်အာမင်ဗါတယ်လေအခက်ခဲပြဿနာတွေဟာကျွန်တော်အသက်တာထဲမှာရင်ဆိုင်နေရတဲ့တချို့တချို့တို့အခက်ခဲပြဿနာတွေဟာကျွန်တော်တို့ကို ထော်ရအရာကိုအဓိကထားစီဖို့ထော်ရအရာကိုကြည်တတ်ဖို့မျောတတ်ဖို့မျောလင့်တတ်ဖို့ရန်အတွက်ခွန်အားပေးနေတာဖြစ်ပါတယ်ကျွန်တော်ကျင်းချက်လေး၃ချက်လောက်ဖတ်ချင်တယ် နှစ်ကောခန်းကြီး၄ငယ်၁၈ကနေ၁၈အကြောင်းမူကားမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏတာတည်၍မထင်ရှားသောအရာတို့သည်အစင်မြဲတည်ကြောင်းကိုငါတို့သည်ထောက်လျက်ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ပဲမထင်ရှားသောအရာတို့ကိုကြည့်မကြဆင်အခါယခုခဏခံရ၍ပေါ်ပါသောဆင်းရဲခြင်းဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်လေးလံသောနှိမ့်ဆထောက်ရဘုံအတေကိုငါတို့အဖို့ဖြစ်စေတည်း။ယုံကြည်သူရဲ့အတ္တတာထဲမှာအခက်အခဲကြုံရမယ်ဆိုတာမနေ့ကကျွန်တော်တို့ ကောင်းကောင်းလေးဝင်ငါသွားပြီယေရှုကိုယ်တိုင်လည်းပြောခဲ့တယ်သင်တို့ဒီလောကမှာဆင်းရဲဒုက္ခခံရမယ်ဒါပေမဲ့လောကကိုအောင်မယ်လို့ပြောထားတယ်ဆိုတော့ဒီနေ့မှာအဓိကပြန်အားလုံးနဲ့ခွန်အားပေးခြင်းနဲ့ဒုတိယတစ်ချက်ကလောကမှာယုံကြည်သူတွေဒုက္ခဆင်းရဲခံရခြင်းဒီကျွန်တော်တို့ကိုထာဝရကိုဝင်စားခြင်းတဲ့စိတ်မျောလင့်တဲ့စိတ်အဓိကထားစီခြင်းတဲ့စိတ်ကျွန်တော်တို့ကိုပေးတာဖြစ်တယ်ဘုရားသခင်ကလောကမှာကျွန်တော်တို့ကဒုက္ခဆင်းရဲမရှိတော့ဘူးဆိုရင်ကောင်းကင်နိုင်ငံတော့ကျွန်တော်တို့ဝင်စားခြင်းမှာမဟုတ်ဘူးဟုတ်တယ်နော် ဟုတ်တယ်နော်တင်ဖြားလာတဲ့ခါမှာတင်ဒုက္ခဆင်းရဲခံရလာတဲ့ခါမှာတင်ဘာကိုတွားရမှာတအားမျောလင့်လေဆိုတော့ကောင်းကင်နိုင်ငံကိုတအားမျောလင့်တယ်။အိုးဒီလောကကနေအမြန်ထွက်ခွာရရင်ကောင်းမှာပဲဒါတော့ခံစားနေရတာဆိုပြီးမှအေးတင်ကျဲမှာကြီးကောင်းနေတယ်အစဉ်ပြေနေတယ်ဆိုရင်တော့ဘယ်ပြန်ချင်သေးမှာလဲကောင်းကင်ကိုလောကမှာပျော်နေသေးတယ်လေဒါပေမဲ့ဒုက္ခဆင်းရဲတွေရှိလာတဲ့ခါမှာအခက်အခဲပြဿနာတွေကြုံလာတဲ့ခါမှာဖျားနာခြင်းတွေရှိလာတဲ့ခါမှာကျွန်တော်တို့စိတ်ကုံလာတယ်လောကကြီးကို ဘာကိုတော့မျောလင့်တယ်လေဆိုတော့ power အရာကိုမျောလင့်တယ်။ကောင်းကင်နိုင်ငံကိုမျောလင့်တယ်။ဒါလေဒုက္ခဆင်းရဲကျွန်တော်ခံစားရတဲ့ဘုရားသခင်ရဲ့အလိုတော်တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ယောမအောရာစခန်းကြီးရှင်ငယ်ဆက်ရှင်မှာငါတို့အားတဲ့ပေါ်ထွန်းလက်တန်းတော်ဘုံတော်ကိုထောက်လင့်ထောက်တော်တဲ့ယခုမျက်မှောက်ကာလနဲ့ခံရတော့ဆင်းရဲဒုက္ခကိုပမာဏမပြူထိုက်ဟုငါသဘောရှိ၏တဲ့။ရှင်ဘောလိုကတော့ရှင်းရှင်းလေးပဲခက်တာခံရတဲ့ဒုက္ခဆင်းရဲကိုမမှုပါနဲ့တဲ့။ငါတို့မှာ power up ာဝရကောင်းကင်ပြည်ရွှေဘုံကိုဝင်စားဖို့ရင်ထာဝရအရာရှိတယ်တဲ့တိပေခန်းကြီးကငယ်30မှာရှင်ပေသူတို့တမန်တော်ရှင်ပေသူတို့ကဘလို့ရေးလဲဆိုတော့ယေရှုခရစ်တော်ယေရှုအားဖြင့်ငါတို့ကိုတဲ့ထာဝရဘုံအတေတော်တို့ခေါ်တော်မူတော့ခတ်တိုင်တော်ဂျေဇုကိုပြုတော်မူတော့ဖခင်သခင်ဒီခဏဆင်းရဲခံပြီးတော့တင်တို့ကိုစုံလင်တည်ကြည်ခိုင်ခန့်မြဲမြံစေတော်မူလိမ့်မည်ရှင်းပါတယ်နော်ရှင်ပေသူတို့ကတော့ကျွန်တော်တို့ ဆရာယူဒတန်ဘာသာပြန်ထားတာတော်တော်လေးစုံလင်ပါတယ်ရေးထားတဲ့စကလုံးကပါဖြစ်လေခဏစင်ရဲခံပြီးတော့တင်တို့ကိုတစ်ချိန်ကြရင်ပါဖြစ်လေစုံလင်တီကြီးခိုင်ခန့်မြဲမြံလေးမျိုးတော့ပြောထားတယ်စုံလင်တီကြီးခိုင်ခန့်မြဲမြံခြင်းရစီမယ်အာမင်ဒါဒီကောင်းကင်ရွှေဘုံကိုဝင်စားရတဲ့အချိန်ကိုပြောတာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တော်မတို့လောကမှာအိုချင်းနာချင်းတေချင်းဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ယုံကြည်သူခရိယန်တယောက်အနေနဲ့အဓိကထားရမှာကထာဝရကိုမျက်မှောက်ပြုရပါမယ်။ဗါတယ်လေထာဝရကိုအမြဲတမ်းမျက်မှောက်ပြုပြုပြုတတ်ဖို့လိုပါတယ်။ကျွန်တော်တို့အိမ်ဟာကျွန်တော်တို့ထာဝရနေရမယ့်အိမ်ဟာဒီလောကမဟုတ်ပါဘူး။ထာဝရအိမ်ဖြစ်တဲ့ကောင်းကင်တင့်မြေကြီးတင့်မှာဖြစ်ပါတယ်။ချက်တော်ညီကိုမောင်တို့ဒါကိုနားလည်ဖို့လိုပါတယ်။ဒီကျမ်းချက်တွေကကျွန်တော်တို့ယုံကြည်သူတွေကိုနှစ်သိပ်ပေးနေတာလည်းမှန်ပါတယ်။ ဆိုလိုချင်တာကယနေ့တင်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာဘလောက်ပဲကြီးမားပါစေကြော်လွန်သွားပါလိမ့်မယ်အာမင်ဒါတွေဟာခိတ္တပဲဒါတွေဟာခိတ္တပဲဒီຢာတွေမှာကြုံလာတဲ့အခါမှာတက်စာရှိရှိယုံကြည်ခြင်းခိုင်မာ ခိုင်ခိုင်မာမာနဲ့တည်တည်ကြည်ကြည်အသက်ရှင်ခဲ့ရင်ထာဝရဘုန်းအတေရဲ့အတွက်အကျိုးဖြစ်လာလိမ့်မယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်နှစ်သိပ်ထားပေးတယ်ဒါကြောင့်ခိတ္တဘဝမှာအခက်အခဲပြဿနာဘလောက်ပဲကြုံကြုံ 他 to 我让帮我得一个，看咋样嘛？哥，妙计吧，妙计吧！老干嘛，我千拿钱得钱，路单奖都要嘛呗，可能表比如阿一，没多那个一，小克多个拥挤的培养大都没留哈，内啥？他我让帮我得一个亚西码讲，今老捡啥呢？哪里呀的？哈，利路亚！记住,住了，千门把嘞！大家头脑上都吃过那龙顿嘛？开大看啥呢？阿的生意都看好的，今老拥挤多了也段，表然咯，拥挤多了也段。 နေစာသာဝရအဘူဘုံအတရေကိုဖြစ်ဘုံအတရေဘုနေစာသာဝရဘုံအတရေကိုငါတို့အဘူဖြစ်စေတယ်ဟာလေလုယာဒါကြောင့်သင်ခံစားနေရတယ်ဆိုလို့ရှိရင်စိတ်သက်မကြပါနဲ့ခဏပါပဲလူလို့လူဘဝဆိုတာခဏပါပဲကျွန်တော်တို့ဝင်စားရမှာကသာဝရကိုဝင်စားရမှာအဲ့ဒီသာဝရကိုရောက်သွားတဲ့အခါမှာဘာအိုချင်းနာချင်းတိတ်ချက်ခက်ခဲပါ냐ဘာမှမရှိတော့ဘူးပျော်ရွှင်ခြင်းပဲရှိတော့မယ်ချက်တော်ညီကိုမှမှာတော့ ဆိုတော့ကျွန်တော်တို့ဏိကုံချုပ်ရအောင်နော်ဆိုတော့ဒီကနေ့အတိကပြောသွားတာကနှစ်ချက်ပါပဲနောက်ဆုံးနှစ်ချက်ပေါ့လေနော်ခက်ခဲပြဿနာဟာတင့်ကိုလမ်းမမအောင်ဆုံးမပေးနေတယ်ဘုရားသခင်ရဲ့ဆုံးမပေးခြင်းပါတင့်ဘယ်မှာမားနေတယ်လဲစင်ချင်ပြီးတော့မှနောင်တရပါနံပါတ်1ကျွန်တော်တို့အခက်ခဲပြဿနာတွေဟာနှိမ့်စထာဝရကိုမျက်မှောက်ပြုနိုင်ဖို့ရင်အတွက်ကျွန်တော်တို့အမြဲတမ်းသွန်အားပေးနေတယ်လောကီရေးရာမှာကျွန်တော်တို့ကပတ်စံရှာတယ်ဟိုဟာလှုပ်တယ်ဒါလှုပ်တယ်ဒါပေမဲ့ကျွန်တော်တတိတော်တစ်ခုပေးမယ်ဒီယာတွေကခေတ္တယာတွေဖြစ်တယ် ခက်တာရာတွေကိုအများကြီးမျက်မှောက်မပြုပါနဲ့အများကြီးအာစိတ်မထားပါနဲ့ထာဝရအရာကိုအဓိကထားပါဆိုတဲ့အကြောင်းကိုကျွန်တော်ဒီကနေ့ဒုတိယချက်အနေနဲ့ခွန်အားပေးသွားတာဖြစ်ပါတယ်ဆိုတော့နောက်ဘက်တော်ကိုဒီမှာပဲရက်နာမှာဖြစ်ပါတယ်ကျွန်တော်အပိုင်းတစ်ကနေပိုင်း၅အထိနားဆင်ခွန်အားယူသွားတဲ့သူအရောက်ချင်းအရောက်ချင်းစီတိုင်းကိုဖျားရှင်တားရွေတားရွေကောင်းချီးပေးပါစေတော့အာမင်